write an essay on what you need to know about fatty liver disease refined to the notes he has taken အဲ့တော့ပထမဆုံးလုံးဝမှာကလောက်ကြမှာကတော့တဲ့တူတာကဒီအသေးအစီဖုံးတာပေါ့ fatty liver disease ပါအသေးကိုအစီဖုံးတာကြားဘူးတယ်မလားအသေးစီဖုံးယောဂါဆိုတာအဲအဲ့ဒီယောဂါအကြောင်းကိုဒီ talk လေးတစ်ခုပေါ့နော်အတူပေါ့ပြောတဲ့ဟာလေးကို तू ကဟို talk အတူလေးတစ်ခု तू ကနားထောင်ခဲ့တယ်ပေါ့နော်ဆရာဝန်တယောက်ကပြောတာနားထောင်ခဲ့တယ်အဲပြီး write an essay on ပြီးရင်အစီရေးရမှာဖြစ်ပါတယ်တဲ့ခုနကတော့ဟိုနားထောင်ရင်းနဲ့လည်းနှုတ်ကလေးချရေးရမှာပေါ့နော်ခုနလိုပဲအဲ့တော့နှုတ်ချရေးရမှာဖြစ်တဲ့အတွက်အဲ့နှုတ်ကလေးတဲကိုနှုတ်ကိုအားကိုးပြီးတော့တဲ့ကြိုးစားရဖားလို့ပြီးတော့ကိုးကားပြီးတော့မင်းဟာအသေးအစီဖုံယောဂအကြောင်းလေးကိုမင်းပြောရမှာဖြစ်တယ်နော်အဲ့တော့ uh, what you need to know about fatty liver disease နော်မင်းအသည်အစီဘုံယောဂါကိုသိဖို့အတွက်ဘာတွေလိုသလဲပေါ့နော်ကဲအဲ့ဒါမှကြည့်အောင် what fatty liver disease is ဆိုပြီးတော့သူကရှင်းပြထားတယ် extra fatty liver အသည်မှာဆီအများကြီးဖြစ်နေတာအစီအများကြီးဖုံးနေတာပေါ့ silent disease ဒါကဒါတချို့ဆိုဒါပြောကြအသည်စီဘုံကတကယ်ကိုမသိမသိတာပဲနဲ့သူက silent ဖြစ်တာပေါ့နော်တချို့ဆိုရင် silent disease အတချို့ဆို silent silent killer ပေါ့မသိပဲနဲ့ဒီယောဂါဖြစ်နေမှမသိပဲနဲ့ချက်ချင်းရုတ်တရက် ိုတေဆုံးကယောဂမျိုးတွေရှိတယ်ဥပမာဆိုနှလုံးချက်ချင်းနှလုံးသွေးကြောပိတ်သွားတာမျိုးတို့เนาะဦးနှောက်သွေးကြောပိတ်သွားတာမျိုးချက်ချင်းဒါအတန်တိတ်လူသက်သမားလို့တော့ပြောကြရပါတော့တရားလဲသူကလည်းမတိမတာလေးဖြစ်နေတယ် silent disease ဖြစ်တယ်နောက် people not experience any system even a progress progress ဆိုအဲ့ယောဂတဖြည်းဖြည်းနဲ့ဖြစ်လာပေါ့တဖြည်းနဲ့များယောဂတဖြည်းဖြည်းကြီးလာတာတော့မှဖြစ်နေတာကိုတော့မှလူတွေကဘာ symptom ဘာဟိုလက္ခဏာမှမပြအောင်ပေါ့လက္ခဏာကိုသူတို့မသိရအောင် အဲ့ဒါကြောင့်လို့သူက silent လို့ပြောတာလေဥမာဆိုတချို့ biota တခုဖြစ်တယ်တချို့တော်တော်များများယောဂဆိုဟာဘိုက်အောင်နေဘိုက်နာတယ်ခေါင်းမူးတယ်ဆိုဟာတခုမြဲဖြစ်နေသလားတချို့ပြလို့ရအခုကြဒီယောဂကကြတော့သူက symptom လက္ခဏာမပြဘူးเนาะမပြတဲ့အတွက်ကြောင့်ယောဂကြီးထွားလာတော့လေ progress ဖြစ်တယ်ဆိုယောဂပို့ပြီးတော့ရင့်လာတာပေါ့เนาะယောဂရင့်လာတယ်ကြီးထွားတာတော့မှ event ဆိုတော့တောင်မှကြီးမဟုတ်တာကြီးထွားလာရင့်လာတာမှယောဂရင့်လာတာမှဘာဝူးမှသူတို့မခံစားရဘူးလို့ပြောတာပါเนาะ အဲ့တော့ဒီချေတို့က causes ကဘာကြောင့်ဖြစ်တယ်လဲ eating excess calories calorie တွေအများကြီးစားလို့ excess ဆိုတာအများကြီးအလွန်ကျူးလို့ပြောတာเนาะအလွန်ကျူးစားလို့ပေါ့နောက် obesity အဝလွန်လာတာเนาะပြီး high blood sugar သွေးတွင်းတခြားလည်းမြင့်လာတာပေါ့အဲ့ဒီချေတို့ဒီဟိုဥစားမှာ passive fat တုံးကဆိုလို့ရှိရင်လေ အဒီ black sugar တွေဟိုအရန် high လောက်လာရေးကျလို့ short မှုလောက်ရတာလေးရှိရလေအဲဒီဟိုဒီအသေးတို့ဘာလောက်ဆောင်ချက်တွေမှာပါတယ်ဟုတ်တယ်မလားအဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီသွေးတွင်းမှာတခြားတဲ့အရန်မြင့်နာတို့အဝလောနာတို့ဒါတွေကြောင့်မလို့ဖြစ်တယ်ပေါ့တကယ်တော့ symptoms ကဘာလေးတွေရှိတယ်လဲဆိုတော့ a loss appetite uh, lose appetite ပေါ့ appetite ဆို appetite ဆိုကြားဘူးရမလားခလေးတွေတိုက်တာလေခလေးစားခြင်းတောက်ခြင်းသိဖြစ်အောင်အဲ့တော့ appetite ဆိုတာကြာစားခြင်းစိတ်ကိုပျောက်သွားတာ ်နော်ဒီအသေးစီပုံဖြစ်လာရင်ရင်လာဆို physic နေလို့တိတ်မကောင်း loss weight အလေးချိန်ကျလာ fit ထရဲ့အလိုလိုနေမောလာမှာနော်မောပန်းလာလို့ခံစားရမယ်ဒါ symptoms တွေပေါ့ကဲဟုတ်ပြီအဲ့တော့ချက်တော့ဘာကြီးလုပ်မလဲ what to do make lifestyle changes အာကိုကိုကိုနေနေအဲ့လိုဖြစ်လာပြီးထင်ရင်တော့ဒီကိုယ့်ရဲ့ lifestyle ကို changes ပြောင်းရမှာလိမ့်မယ်နော် a balanced diet choosing smaller portion size meals ကဲအဲ့တော့ balance ဒီဟန်ချက်ညီမျှတဲ့ဒီချေဒိုင်ရဲ့အစားစားချင်းကိုလုပ်ရမယ်တော့စားရမယ် choose smaller portion size meals ပေါ့เนาะဒီအစားအစာတွေမှာဆိုရင်အစားအစာရဲ့ဒီ portion ပေါ့အချို့ကိုလည်းချေလို့ဟို short ချရမယ်ပေါ့เนาะကောင်းတဲ့နဲဟာနဲပြီး short စားတာမျိုးလုပ်ရမယ်ပြီးတော့ exercise regularly လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရမယ် avoid too much deep fried food processed food like success to dry fish and too much alcohol အဲ့တော့ဒီချေတို့ကဘာတွေလုပ်ရမလဲဆိုရှောင်ရမှာတွေရှိတယ်အဲဒီ deep fried food ဆိုအရန်ကိုကြော်ထားပါတော့ကြက်နေအောင်တူးနေအောင်ကြော်ထားတဲ့အာမျိုးအပြည့် process food ဆိုတာပြုတ်ပြင်ထားတဲ့ဟာမျိုးပေါ့နော်ဒီချေတို့အသားကြောင်းအစာသွတ်တို့ เนาะအဲ့ဒါမျိုးတွေအပြီးရအခါမှာငချောက်တေးဒါတချို့ဆိုလဲကြိုက်တက်တယ်ပေါ့เนาะငချောက်တေးပါဆိုအရသာတွေကငန်ဥစားပေါ့เนาะအငန်လေးလူများတော့ဖြစ်နေအငန်ဆက်ကလေးကြိုက်ကြတာကိုနောက်ဝက်ဥချောက်လို့ကြက်ဥချောက်လို့အစာတွတ်ထားတဲ့ဟာမျိုးတွေလုံးလုံးဥစားမျိုးစုံပါပဲကလေးတွေတော်တော်များများကြိုက်ကြဒါမျိုးတွေရှောင်သင့်နေတဲ့ပြီး too much alcohol alcohol ကိုလည်းအရင်မစပါနဲ့တဲ့အောက်ဘက်ကွန် sugar ဆိုတဲ့တခြားတွေစားပြီးရှော့ပါမှာเนาะမစားပဲနေနိုင်ပို့ပြီးတော့ကောင်းတာပေါ့เนาะဘာကြောင့်လဲဆိုတော့ဒီမှာသွေးတွင်းမာဒီ ဟိုသွေးထဲမှာလည်းတခြားတက်ကအရင်မြင်နေပြီနောက်အသေးတွေလည်းအစီဖုံးနေပြီဆိုတော့ဒီချေတော့အတက်နိုင်ဆုံးကိုယ့်ရဲ့ lifestyle ကိုတော့ပြောင်းပြရမှာဖြစ်တယ်အထူးသဖြင့်စားသောက်မှုပေါ့နော်စားသောက်မှုပြောင်းပြရလိမ့်မယ်နောက်ပြီးတော့လည်းဒီဟာကိုရှော့နိုင်မှုဆိုရင်လေ့ကျင့်ခန်းလေးမှန်မှန်လုပ်ဒီလေ့ကျင့်ခန်းမှန်မှန်လုပ်တာဟာလူ ဖြစ်ဖြစ်စီရပါတော့เนาะကျမ်းမာယူလည်းတော်တော်လေးအထောက်ကူပြုတယ်။ကဲဟုတ်ပြီ what to eat ကဲဟုတ်ပြီရှောင်းဝါမှာတီးပြီးရင်ပြုလို့ဝါမှာလည်းတီးပြီးရှောင်းဝါမှာလည်းတီးရင်ဒီချေတို့ကဘာလို့ရမလဲဘာစားရမလဲစားတင်တာတော့အသီးရွက်တွေပေါ့เนาะ apple spandy တို့ carrots เนาะဒီမုံလာအုပ်ကြီးတွေ green and leafy vegetable အစင်းရောင်နဲ့အရွက်များများဟင်းသီးရွက်တွေစားမယ်။အဲနောက်ပြီးတော့ lemon သံများသီးတို့ green tea တို့เนาะလက်ဖက်ဆေးတို့ဘာလို့ချေတို့စားရမလဲ။ ဒါတွေဟာဒီအသေးစီပုံယောဂါကိုတက်တာယောပါစီရယ်ပေါ့နော်နောက် keep liver keep keep liver healthy နော်နောက်ပြီးတော့ဒီချေရုပ်အတွက်အမတန်ပေါ့နော်အရေးပါလာတဲ့ဒီချေရုပ်ကျဲမာရဲ့အတွက်အရေးပါလာတဲ့ဒီအသေးလေးကျဲမာဖို့ကိုလည်းဒီချေရုပ်ကအမြင်နဲ့ထိမ့်သိမ့်ရမယ်အဲ့ဒါဟာဒီချေရုပ်အတွက်ဒီအသေးလေးကအရန်ရေးပါတယ်ဆိုတာကိုပြောထားတာဖြစ်ပါတယ်အဲ့တော့ဒီ survival ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်ခလေးတို့ဒါတော်တော်များများလေး data ကျွန်တော် unit 7တောင်ရောက်ပြီးအစေးရေအမြင်နဲ့ရေးရတာဖြစ်တဲ့အတွက်ကိုရေးနေချာကိုသုံးရမယ့်စကလုံးလေးတွေကိုသုံးလာခဲ့တဲ့ဒီပတန်လေးတွေထဲမှာဒီဒီမှာပါတဲ့ဒီမှာလေးပေးထားတဲ့အမှတ်စုလုပ်ထားတယ်ကျွန်တော်များများဖြစ်တဲ့အတွက်အဲ့ဒါလေးထည့်ပြီးသုံးပြီးတော့အကောင်းမွန်ပြည့်စုံတဲ့အစေးလေးတစ်ခုကိုရေးနိုင်မယ်လို့ဒီချေမျှော်လင့်ပါတယ်ကဲအားလုံးကောင်းကောင်းမွန်ရေးနိုင်မယ်လို့ဆုတောင်းပေးပါတယ်ပေါ့နော်